မင်္ဂလာပါခင်ဗျာစိုးနိုင်ထွန်းမြန်မာ Trader Channel မှာဆက် as YouTube Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့မြန်မာနှစ်စန်းတရနေ့ကနေစပြီးတော့ကျွန်တော်ပညာဌာနသင်ခန်းစာပို့ချလာတာသင်ခန်းစာအမှတ်စဉ်နံပါတ်16ကိုရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာအမှတ်စဉ်နံပါတ်15ကနေစပြီးတော့ကျွန်တော်ရဲ့ပင်မှာတိုင်းပြောင်းပြန်ပညာရက်တွေကိုကျွန်တော်သင်ချပို့ချပေးနေတာဖြစ်ပါတယ်မနေ့ကဆိုရင်ကျွန်တော်တို့အမှတ်စဉ်3ထိရောက်ခဲ့ပြီဖြစ်ပါတယ်အမှတ်စဉ်3ကပယ်ခုတ်မခွဲဖြစ်ပါတယ် ပယ်ခုတ်ခတ်ခုတ်ဖြစ်ပါတယ်အမှတ်စဉ်နဲ့အမှတ်စဉ်၃ကတော့ပယ်ထိုးခုတ်ထိုးဖြစ်ပါတယ်ခင်ဗျာဒီနေ့နောက်ထပ်ပညာစာကျွန်တော်တို့ပညာကန်း၃ခုပေးมาဖြစ်ပါတယ်နောက်ထပ်နှစ်ကွက်ချင်းကစားလို့ရတယ်ပညာကန်း၃ခုကတော့ကျွန်တော်ပေးမဲ့သင်ခန်းစာကတော့ခုကျွန်တော်ကစားပြมาဖြစ်ပါတယ်ကျွန်တော်ကစားမပြခင်မှာညီညီညီမတွေကိုတခုပြောချင်တာကတော့ကျွန်တော်မင်းကသင်ခဲ့တဲ့သင်ခန်းစာတွေကို ဒီနေ့သင်္ကသာနဲ့ပေါင်းပြီးမှကျွန်တော်နောက်ဆုံးပိတ်မှပြန်ပြီးတော့လောက်ပြန်မှာဖြစ်ပါတယ်။ညီရင်ညီမတွေအနေနဲ့လည်း အခုကျွန်တော်ကစားပြနေတဲ့ဖိုင်ကိုဖြည်းဖြည်းနဲ့မှန်မှန်လေ့ကျင့်ပါခင်ဗျာ။မြန်ဆန်ဖို့မလိုသေးကြပါဘူးခင်ဗျာ။မှန်ကန်တိကျဖို့လိုပါတယ်။မှန်ကန်လာပြီဆိုရင်အားထည့်ပါ။အားထည့်လာပြီဆိုမှမြန်ဆန်အောင်လေ့ကျင့်ပါခင်ဗျာ။ကျွန်တော်တို့နှစ်ကွက်ခြေဆိုပေမဲ့အထင်မသေးလိုက်ပါနဲ့ခင်ဗျာ။ဒီပညာရေးကနေအရန်အသုံးဝင်တဲ့ပညာကန်းနေဖြစ်ပါတယ်။အားလုံးကျွန်တော်နဲ့တူလေ့ကျင့်ခန်းစပြီးတော့လုပ်ကြရအောင်ခင်ဗျာ။ဒီနေ့အမှတ်စဉ်ရည်တဲ့နေရာမှာကျွန်တော်အမှတ်စဉ်၄အမှတ်စဉ်၅အမှတ်စဉ်၆လို့မရည်တော့ပါဘူးခင်ဗျာ။အမှတ်စဉ်၁အမှတ်စဉ်၂အမှတ်စဉ်၃လို့ပဲကျွန်တော်ရည်ပေးသွားမှာဖြစ်ပါတယ်။ ာလုပ်လဲဆိုတော့ကျွန်တော်တို့မှားသွားမှဆိုလို့ပါပြီးကြမှာအစနေပြန်ကစားတဲ့အချိန်ကျမှကျွန်တော်တို့အမှတ်စဉ်6ခုအထိကျွန်တော်1 2 3 4 5 6အဲ့လိုရေးပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့သင်္ကန်းစာမစားခင်မှာကျွန်တော်ကာရဝပြုမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံတိုင်းအဖွဲ့ချုပ်ကိုဥစ္စာပရမကာရဝပြုမှာဖြစ်ပါတယ်ခင်ဗျာ ျွန်တော်တင်ကန်းစာဒီနေ့အမတ်စင်စာမှာဖြစ်ပါတယ်ဘယ်လက်ခုတ်ထောင်ကစာမှာဖြစ်ပါတယ်ကျွန်တော်ဘယ်လက်ခုတ်ထောင်အသင်ပြန်မှာဖြစ်ပါတယ်ကျွန်တော်တို့စာပြီးဖြစ်ပါတယ်ပေးထိုးခုတ်လက်ပြဲမောက်ခွဲပေးထိုးခုတ်လက်ပြဲမောက်ခွဲ ဒါကအမှတ်စဉ်1ဖြစ်ပါတယ်ခင်ဗျာအမှတ်စဉ်1ကိုကူမှာဖြစ်ပါတယ်ပေကံထိုးခွဲပေကံထိုးခွဲအမှတ်စဉ်နံပါတ်3ကိုကူတော့မှာဖြစ်ပါတယ်ခင်ဗျာပေပင့်ထိုးဝင့်ပေခုတ်ထိုးမခွဲ ပင်ပင်ဟုတ်ဝဲမယ်ခုတ်ထိုးမခွင်းဒါဒီနေ့သင်ခန်းစာအမှတ်စဉ်3ဒီဖြစ်ပါတယ်ခုနကကျွန်တော်လုပ်ပြတဲ့နေရာမှာတလုံးချင်းလေးပြောတော့တာတတိထားမိမယ်ဖြစ်ပါတယ်ပယ်ကန်ထိုးပြီးမှခွဲကျွန်တော်တို့အဲ့ဒါကဒီစနစ်မှောင်လို့ပြောတာဖြစ်ပါတယ်တကယ်တမ်းဆိုရင်တော့ကျွန်တော်တို့ပယ်ကန်ထိုးခွဲ ဒီပုံစံတိုင်းသွားတာဖြစ်ပါတယ်။ကန်တဲ့နေရာမှာကိုရက်ဒီခြေသေးနဲ့ကန်တာဖြစ်ပါတယ်ကျွန်တော်ပေးကန်ခြေသေးကုတ်ပြီးမှကန်တာဖြစ်ပါတယ်ခင်ဗျာ။တိုင်းပြမယ်ခြေတွေကထူကြပါတယ်။မြေပြင်ကနေမိုက်တာနဲ့ခြေတွေကျွန်တော်ဒီသုံးတွေကိုမြင်မယ်လို့ထင်ပါတယ်။ကျွန်တော်ရာသီဥတုကလည်းမိုးရွာထားဆိုကျွန်တော်အောက်မှာရေတွေရှိနေတယ်။ အဲကြတော့ကျွန်တော်တို့တန်းလျှောက်တန်းဆုံတန်းဆိုရင်အများကြီးလုတ်ပြလို့ရမှာမဟုတ်ခင်ဗျာညီငယ်ညီမတွေပထမအဦးဆုံးနေနဲ့ကျွန်တော်တို့တန်းလျှောက်တန်းဆောင်လေ့ကျင့်ဖို့လိုတယ်ဒီမှာအခုကျွန်တော်ကစားပြရထားတယ်ဆိုရင်ဒီလိုနေပြီးတော့ကျွန်တော်တို့တန်းလျှောက်တန်းဆုံလေ့ကျင့်ပေါ့ဗျာကျွန်တော်တို့ဘယ်လိုပဲကိုယ့်ရဲ့နေရာအချင်းကျယ်ပေါ်မူတည်ပြီးတော့ကစားလို့ရပါတယ်ကိုယ့်ရဲ့ခန်းလေးထဲမှာနည်းနည်းလမ်းလျှောက်လို့ရတယ်ဆိုရင်လမ်းလျှောက်ပြီးတော့ ကျင့်ပေါ့ဗျာဒီလိုရက်ချေနေနဲ့ကျင့်နေတာနဲ့ဆိုင်ရင်လမ်းလျှောက်ပြီးတော့ကျင့်နေတာပို့ပြီးတော့အကျိုးထူးစေပါတယ်ညီညီမတွေများများလေ့ကျင့်ရင်များများမြင်များများသိလာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့မအခုနှစ်ကွက်ချိန်နဲ့ကစားပြမယ်ကျွန်တော်အများကြီးတော့ရှောက်မှပြတော့ခင်ဗျာနောက်ကရည်စီရှိနေတယ်ဥမာကျွန်တော်တို့မြင်မယ်ပေါ့နော်လုံလုံငန်းရန်သူထိုးလာလဲပယ်လိုက်မယ်ခုတ်လိုက်မယ်ကျွန်တော်တို့အဲ့လိုမျိုးတွေမနေ့ကသင်ခန်းစာတွေ မနေ့ကသင်ကန်းစားတွေရောဒီနေ့သင်ကန်းစားတွေရောတွဲပြီးတော့လဲတွဲလုံးအနေနဲ့လေးကျင်းလို့ရသွားပြီဖြစ်တယ်เนาะ6မျိုးထိရပြီနေ့စနေ6မျိုးကျွန်တော်တို့ဥမာအခုဆိုရင်ကျွန်တော်တို့ပယ်ထိုးခုတ်လက်ပြန်ရဖြစ်ပါတယ်ပယ်ထိုးခုတ်လက်ပြန်ရဒီသဘောမျိုးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါကိုအဲ့လိုပဲတန်းလျှောက်ပြီးကျင့်သွားတန်းဆုပ်ပြီးကျင့်သွားဒီသဘောမျိုးပါပဲခင်ဗျာကျွန်တော်တို့ခေါင်းကကန်နေစာဆိုလဲတူတူပါခင်ဗျာပယ်ဒဲ့ချော်တော့ပယ် ဒဲချော်တော့စုပ်ပဲဒဲချော်တော့ကျဲလို့လုပ်ပြီးတော့ကစားသွားလို့ရတယ်တန်းလျှောက်တန်းဆုံးနေပေါ့နော်အဲ့လိုမျိုးကျွန်တော်နဘတ်စင်နေအားလုံးအလိလိုတန်းလျှောက်တန်းဆုံးပြီးကြတော့ကိုရထားတဲ့အမှတ်စင်နေအားလုံးကိုတင်းနှစ်တော့အစင်လိုက်ကြီးလောက်ရမယ်မဟုတ်ဘူးဥမာကျွန်တော်တို့ရထားတဲ့ဆိုရင်တန်းလျှောက်တန်းဆုံးပေခုခခုအလုပ်ပုံစံမျိုးလုံးလုံးမရအောင်လားရတယ်နော်ဥမာကိုကတော့အမှတ်စင်တိုင်းကိုဒါတွေအားလုံးကိုအလို့ရနေပြီး ခေါင်းနဲ့ညံ့နေဆိုရင်ပယ်ထိုးကုတ်လက်ပြန်ပယ်ကုတ်ကတ်ကုတ်အာဒီပုံစံမျိုးတွေသွားလို့ရတာဖြစ်တယ်မျိုးစုံပေါ့အဲ့လိုမျိုးခုဆိုရင်အဲ့လိုတွေတွဲလုံးတွေအများကြီးရှိတယ်ဒါတွေအလုံးကိုစိတ်ကြိုက်တွဲပြီးတော့ကစားလို့ရတယ်အမှတ်စဉ်ချောင်းနှစ်ကွက်ချီမှာပဲဆိုပြီးတော့ဟာဒီလိုကြီးပဲကစားနေရတာထင်းနေမှာဆိုလိုပါဒါကပညာသဘောတရားဒါပြီးရင်နှစ်ကွက်ပြီးရင်သုံးကွက်သုံးကွက်ပြီးရင်ငါးကွက်အဲ့လိုတွေတင်ပေးမှာဖြစ်ပါတယ်ခုကတော့ကျွန်တော်ခုနပြောသလိုမနေ့ကကစားခဲ့တဲ့ပေခုတ်တွေပါတယ်မဟုတ်လား ပေကုတ်ခတ်ကုတ်လက်ပြန်ရမကထုတ်ခွဲပေကုတ်ခတ်ကုတ်ဒါတွေမရဘူးလားခင်ဗျာကြားတယ်နော်အဲ့ဒီပုံစံမျိုးကစားတတ်ဖို့လိုပါတယ်ညီညီမတွေဒါတွေကိုပြန်ကြံမျက်စိနဲ့မြင်နိုင်ကြပါစေခင်ဗျာအခုဆိုရင်ကျွန်တော်အမှတ်စဉ်တက်ကနေ6ထိပြန်ကစားပြမယ်လို့ပြောထားတယ်အဲ့ကြတော့ကျွန်တော်ဖြည်းဖြည်းနဲ့မှန်မှန်ပဲလုပ်ပြမယ်ခင်ဗျာအောက်ကလည်းကျွန်တော်ကတမန်တလင်းဆိုရည်ညှိတွေရှိရဲကြတော့ချော်ရပါတယ်အဲ့ကြောင့်ကြိုးစားပြီးကစားပြမှာဖြစ်တယ်ညီညီမတွေလည်းဖြည်းဖြည်းနဲ့မှန်မှန်နဲ့ ဘိုက်ဘာလေ့ကျင့်နိုင်ကြပါစေခင်ဗျာဒီချိန်မှာညံစရာမလိုဘူးเนาะမှန်စရာပဲလိုပါတယ်မှန်ပြီဆိုအားထက်အားပါပြီဆိုမှညံအောင်ကျက်ပါခင်ဗျာကျွန်တော်စမယ်ပဲလာခေါ်တော့မက်ဆင်တင်စပါပြီပေးခုမခွဲပေးခုမခွဲ p cụ cạ cụ mở khỏe p cụ cạ cụ mở khỏe đó mắt xin nếp đi đạp cho bà được không nhá mắt xin dòng sao bảo ý p thu cụ thu mở khỏe p thu cụ thu mở ခွန့်ဒါဟာကျွန်တော်တို့အမှတ်စဉ်3ပြတာဖြစ်ပါတယ်ခင်ဗျာအမှတ်စဉ်4ခုမှဖြစ်ပါတယ်ပေးထိုးခုလက်ပြန်ရိုက်မခွန့်ပေးထိုးခုလက်ပြန်ရိုက်မခွန့်ဒါအမှတ်စဉ်၄ပြီးတာဖြစ်ပါတယ်ခင်ဗျာအမှတ်စဉ်၅ဆောက်မှဖြစ်ပါတယ်ပေးကြံထိုးဝေပေး တင်လာထိုးဝင်ဟာအမတ်စင်ငါဖြစ်ပါတယ်အမတ်စင်ကြောက်ကူမှာဖြစ်ပါတယ်ပင်ပင်ဟိုဝင်မယ်ခုထိုးမခွဲပင်ပင်ဟိုဝင်မယ်ခုထိုးမခွဲဒါအမတ်စင်6ထိပြီးတာဖြစ်ပါတယ်ညီငယ်ညီမတွေအားလုံး လိုက်ပါလေ့ကျင့်နိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ပြောသလိုဒီအမှတ်စဉ်6ဒီကိုခေါင်းထဲမှာအစင်လာကြီးဆွဲနေစရာမလိုပါဘူးကျွန်တော်ပြောတာကစိတ်ထဲမှာရန်သူနဲ့အလင်းသင်းလို့ခုခံတိုက်ခိုက်နိုင်ကြပါစေခေါင်းကကျွန်တော်ကစားပြရတဲ့ပုံစံမျိုးမြင်ရမယ်လို့ထင်ပါတယ်ပညာမျက်စိမြင်ကြပါစေခင်ဗျာစိတ်ကြမှာတင်ကိုကြီးချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာအခုကျွန်တော်သင်ချပို့ချပေးတော်ပညာရက်တွေကို မိမိကိုယ်ကိုမိမိခုခံကာကွယ်ရနိုင်တာအသုံးပြုကြပါခင်ဗျာတခြားမဟုတ်သောကိုယ်စိုးလူနိုင်နယ်ပယ်များ၌အသုံးပြုခြင်းလုံးဝမပြုလို့ဖို့မြင်တာရခံပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel မှာတင်ဆက်ပေးနေတဲ့ဒီဗီဒီယို file ကိုတခြားမြည်သိသော social media များမှာ တင်ဆက်ခြင်းမပြုလုပ်ချဖို့အနုညောမြတ်တရားခံပါရခင်ဗျာဒီရင်ညီမတွေအားလုံးစေဤကျမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့တလုံးတပါးတည်းများပြည့်စုံနိုင်ကြစေကြောင်းဆုမွန်ကောင်းတောင်းပါရခင်ဗျာနောက်လာမယ့်သင်ခန်းစာမှာကျွန်တော်တို့ဘယ်လိုပညာကမ်းတွေစပ်ပြီးပြင်မယ်ဆိုတာဒီရင်ညီမတွေကျွန်တော်နဲ့တူစောင့်ကြည့်ကြပါဦးခင်ဗျာတကယ်လို့ယခုဗီဒီယိုဖိုင်လေးကညီရင်ညီမတွေအတွက်အသုံးဝင်ခဲ့တယ်ဆိုရင်ထုံစံတိုင်းကျွန်တော်ရဲ့ဗီဒီယိုအောက်မှာ comment လေးတစ်ချောင်းရေးခဲ့ပေးပါ ညီတို့ပေးတဲ့ comment ဟာကျွန်တော်ရှင်းဆက်ရမယ် video file တွေအတွက်ခွန်အားဖြစ်စေလို့ပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် check in လေးစားလဲပါ